ခုနလေချောင်းတိုက်ခိုက်မှုတွေလောက်တာပေါ့နော်ဟုတ်ကျွန်တော်တို့လေချောင်းဟိုပါပေါ့အကဲကြီးတွေကတော့လေမျက်မျက်ဘုံကျဲတိုက်ခိုက်ပြီးဟေ့ဆိုရင်တော့ဒါဒီဘမောကကြောက်များနေပြီးပေါ့ထင်တာပေါ့ဘမောအခြေအနေလေးလည်းသိကျင်တာပေါ့ဟုတ်တယ်ဆိုင်လုံးဝလုံးဝအားရစရာကောင်းတယ်ပေါ့နော်ဟုတ်အဲကနဦးတရင်နေရကွယ်ကိုဆိုရင်ကိုပဲပေါ့နော်ဒီဗမော်ကအဲတေချာတဲ့လောက်ကအောင်ပွဲရမှာအောင်ပွဲရမှာတေချာတယ်တေချာတဲ့လောက်ပဲပေါ့နော်အဲဒါကျွန်တော်ကရဖို့တေချာတဲ့လောက်ပဲအောင်ပွဲခံဖို့တေချာတဲ့လောက်ပဲအခု ဒါအတွင်းစည်းတွေအထိပါဒါဖောက်နိုင်နေပြီပေါ့နော်ဖောက်နိုင်နေပြီအဲပြီးတော့ဒါအเจ้าမလို့လေဒါဆိုင်ခုနပြောလို့လေချောင်းကနေပြီးတော့တောက်လျှောက်လေရင်ပြစ်ကူတွေပေးတာမျိုးတွေရှိတာပေါ့နော်အဲ့မှာကျွန်တော်တင်ကြမင်းကောင်ခမ်းမဆိုတာရှိအဲ့ခမ်းမကကျွန်တော်ရာရှိရိတ်တာပေါ့နော်ရာရှိရိတ်တာအဲ့ကျွန်တော်နေခဲ့ဘူးတဲ့ရာရှိရိတ်တာနဲ့တင်ကြမင်းကောင်ခမ်းမနဲ့ဒီလိုမျက်နှာချင်းစာဟုတ်သူမျက်နှာချင်းစာအဲ့အဲ့ဒီဘက်ဒီအဲသူသူသူနဲ့ကဒါတင်ကြမင်းကောင်ခမ်းမနဲ့ကမျက်နှာချင်းစာညာဘက်မှာဆိုရင်ကက်တရာလမ်းရှိတယ်အဲ့ကက်တရာလမ်းရဲ့ နောက်တစ်ဖက်ချမ်းကြဘိုးကင်းဟုတ်ကက်ကက်လေးကက်ကက်လေးဘလောက်မှချိန်လန်း၄ကတုံးစဲလောက်သွားတာနဲ့ရောက်တဲ့နေရာမျိုးပေါ့နော် ကက်ကက်လေးအဲ့ပြီးရင်အဲ့ဘိုးကင်းနဲ့ဘယ်ဘက်ချမ်းကက်ရက်က621ရုံရုံဌာနချုပ်ရုံဌာနချုပ်အဲ့တော့ကြာအဲ့လိုတချို့နေရာတွေမှာစီးမိနေပြီဆိုတဲ့အတွက်ပေါ့နော်လုံးဝဘာမှမကြံတော့ဘူးလို့ပြောလို့ရသွားပြီဘာမှမကြံတော့တာအဲ့သူတို့မှဘယ်ဘက်မှသွားကြံလဲဆိုတာအဲ့ခုနဒီကောင်းတုံရိတ်တာတို့ဗမောအကျင်းထောင်တို့အဲ့ဟာဘက်ကလည်းသူတို့ဘက်ချမ်းနေပဲ ပြီးရင်ကောင်းတို့ရေးတာဒီဘက်ချမ်းမှာဆိုရင်ဒါစကားမှုအိမ်တို့ဒူးစကားမှုအိမ်တို့အဲအဲ့ဒါကြီးရှိတယ်ဗောနော်အဲပြီးရင်ဒါခုနကကျွန်တော်ပြောတဲ့ဒီတိမ်ကြားမင်းကောင်ခမ်းမှာဗောနော်အဲ့ခမ်းမရဲ့အနောက်ယွန်းယွန်းမှာဆိုရင်ဒါဗျူဟာမှုတွေနေတဲ့အိမ်တွေရှိတယ်လုံးဝဒိဋ္ဌိကျင်းနေရာတွေကက်ရက်တွေဗောကက်ရက်တွေကက်ရက်တွေတော့အပြုံလိုက်ကြီးအဲ့ကဟိုနာဟိုဟာဘောမဟိုဟာဘော Telegram channel ကြီးလည်းကြည့်လိုက်တော့ဒီဟိုတိုက်ပွဲကြတဲ့လူတွေရောဗါတွေရောတပ်ပုံတွေကြည့်လိုက်တော့ဘိုးကြီးကဟိုဖြူနီ မြင်ကြတယ်ခုနစစ်တက်စစ်တက်တုတ်တဲ့စေးစေးဆိုတော့ကျွန်တော်တို့ကဒီတက်တွင်းခြံစည်းကိုအတွင်းလေးစစ်တက်တုတ်တဲ့ဟုတ်ကဲ့အဲ့ဒါတွေကိုသူကတွေ့တာပေါ့နော်အဲ့ဒါဟောဒါဟာခြံစည်းကိုအတွင်းတော့ရောက်နေပြီထင်တယ်လို့တော့ကျွန်တော်ကသွားတွေ့လိုက်တာဟုတ်တယ်သူကအခုဘယ်လိုပုံစံလှုပ်ထားလဲဆိုတော့ဒါကျောင်းရှိခင်စင်နှုံးကအဲ့နေရာကတ္တရလမ်းမကြီးပေါ့နော်အဲ့အဲ့တစ်ချောက်လုံးကကတ္တရလမ်းမကြီးဒါပေမဲ့အဲ့ဥစ္စာကိုသူတို့နောက်ပိုင်းနှစ်ပိုင်းခွဲလိုက်ရတဲ့ပုံစံမျိုးပေါ့နောက်ပိုင်းခွဲလိုက်ရတာဆိုတာ ဒီခန်းစစ်ကိုအစင်းစင်းပြန်လုပ်ရင်းနဲ့နှစ်ပိုင်းခွဲပြီးအဲ့မှာသူကဘန်ကာတွေအုတ်တိုင်းတွေအဲ့လိုပုံစံမျိုးပြန်ဆောက်ထားတဲ့အနေထားဆိုသိရတယ်သိရတော့သူကအထဲထဲမှာကိုပဲသူကအစင်းစင်းပြန်လုပ်ထားတဲ့ပုံစံပေါ့နော်ဒါပေမဲ့အဲ့အတွင်းထဲကိုပဲတပ်ဖွဲ့တွေကဘလောက်ထိစီးမိနေပြီလဲဆိုတော့ခုနလိုသတင်းကောင်းတွေထွက်လာတဲ့အထိအဲ့ဒါရမိုက်တယ်ပြီးရင်ခုနလိုဇိုင်းပြောတဲ့ဒီကက်တရလမ်းမကြီးဆိုအဲ့အဲ့ဒီတမထဏာချုပ်ရဲ့အလေလမ်းမကြီးပဲအဲ့လမ်းမကားလမ်းမကြီးပဲအဲ့အဲ့လမ်းမကနေဆက်သွားရင်ခုနလိုပေးအဲဘဲဘဲချမ်းမှာဆိုရင်ဒါ မလုံးလေးလုံးအာသာခံမတွေရှိတယ်အပြင်ဘလုံးကွင်းရှိတယ်ရာခိုင်ကြက်ကြီးရိတ်တာတွေရှိတယ်ဆက်ရိတ်ရိတ်တာတွေပေါ့နော်အဲ့ဒါတွေရှိတယ်ပြီးရင်ဆက်သွေးအဖွဲကအာနေတဲ့တက်စုနေတဲ့နေရာတွေရှိတယ်ပြီးရင်ဆက်သွားရင်ဘိုကင်းဘိုကင်းကနေဆက်သွားရင်ရုံရုံကနေဆက်သွားလိုက်မယ်ဆိုရင်အဲဘဲဘဲချမ်းပေါ့နော်ဘဲချမ်းမှာသူလိုင်းကန်းတွေရှိတယ်ပေါ့နော်ညာဘဲချမ်းမှာဆိုရင်ဝင်လာတယ်လက်မကြီးကနေဝင်လာလို့ညာဘဲချမ်းမှာဆိုရင်ဒါဟိုပါပေါ့ဒီကျွန်တော်ကောင်းတော်ရေတာဘက်ကနေလာမယ်ဆိုရင်သူကအဲ့မှာဘိုတဲတို့ဘာလို့ရှိတယ်အဲ့ဒါကြသူကဘာလဲဆိုတော့ ီတက်တွေကနေပြီးတော့ဒါလေးလပတ်အစည်းအဝေးတွေလာပြီးဟေးဆိုရင်အဲ့လိုအဆောက်အဦတွေပေးတာအဲ့အဲ့နေရာမှာတဲကြတာပေါ့အဲအဲ့အဲ့လိုနေရာမျိုးတွေမှာသူတို့တဲကြတယ်အဲ့နဲ့ရှေ့နေနေဆက်လာပြီးဆိုရင်ဒါရာရှိလိုင်ငန်းဆိုတော့အဲလိုင်ငန်းတွေလေးတတိလေးတစ်ခုရှိတယ်အဲ့ခုနတင်ကြမင်းကောင်ခမ်းမရဲ့အနောက်မှာအဲ့ရှေ့မှာတင်ကြမင်းကောင်ခမ်းမအဲ့နေနေဆက်လာရင်အခုနာဒါရရှိရိတ်တာပေါ့နော်အဲရရိတ်တာဟောင်းကြီးအဲအရင်တော့ပုံစံဟောင်းကြီးအဲ့ဒါကြီးရှိတယ်အဲ့အနေနဲ့ဆက်လိုက်ရင်ထောက်ဖို့နေရာတွေရှိတယ်အဲထောက်ဖို့တော့ဒါဟိုပါပေါ့ အဲရိတ်ခါတွေစိတ်ဝတ်တွေဝေတဲ့နေရာထားတဲ့နေရာအဲ့ဒါမျိုးရှိတယ်ပြီးရင်လည်းနဲ့ဆက်သွားမယ်ဆိုရင်လိုင်းကန်းနေရောက်ဟုတ်နီးနီးလေးအကုန်လုံးအကုန်လုံးကတ်ရက်တွေကြီးပဲသူတို့ကရှိမှလည်းခုနဟိုပါလေဟိုကျွေးကြော်ထားတာစိန်ခေါ်ထားတာဟုတ်တယ်ခုနဗမောသားကြားခဲ့မယ်ဆိုရင်မြေကြီးနားပါလက်ဆောင်ပေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါလေးပြောထားတာတွေ့တာပါဟုတ်တယ်အဲ့ဒါကလည်းသူကဒီတင်မင်းလက်ပေါ့နော်ဘာမှမဟုတ်ကသူကอืม အရန်သူကခုနလိုပေါ့နော်အဲဒီစစ်တိုက်တဲ့နေရာမှာသူစီမံချက်ဆွဲတဲ့နေရာမျိုးတွေမှာအရန်တော်တယ်ပြီးရင်အုပ်ချုပ်ထောက်ပံ့မှုပေးတဲ့နေရာမျိုးတွေမှာအရန်တော်တယ်အဲပြီးတော့ဒီအောက်ကဒီစစ်သားတွေပေါ့နော်သူလက်အောက်ကစစ်သားတွေကိုသူကစိတ်တက်ခွန်ကအပြည့်ပေးနိုင်တဲ့ခေါင်းဆောင်မျိုးဟုတ်တော်တော်တော့မလွယ်တော့မလွယ်တဲ့ခေါင်းဆောင်တွေမှာပါတယ်ပေါ့နော်အဲအဲ့လိုဥဆောင်တဲ့ကောင်ဒါခုနလိုမျိုးပေါ့ဒီနေရာမှာဒါကိုကဲနေတာဖြစ်တဲ့အတွက်ပေါ့နော်နေငယ်တော့ခက်ခဲတယ်။အတော်တော်ကြီးခက်ခဲပါလေခက်ခဲတာတော့။ तू ကဒီဗိုလ်ချုပ်တင်နေလဲတီးတော့ဒီကြောင့်ပြစ်ကူပေးခိုင်းတဲ့နေရာမျိုးတွေမှာ तू ကအထီရောက်ဆုံးရ အများဆုံးရတယ်လေချောင်းပစ်ကူကဆိုအဲ့လိုရတယ်ပေါ့နော်အဲပြီးတော့ဒီအနောက်မှာဆိုရင်ထောင်ရှိတယ်လမ်းတစ်ဖက်ခြမ်းကိုကူးလိုက်တာ ਨੇ ပေါ့နော်အဲဘုံဘုံဂိတ်ပေါက်ဝိုင်ရံနေဒီစားက21ဂိတ်ပေါက်ဝိုင်ရံနေထွက်လိုက်တာ ਨੇ လမ်းတစ်ဖက်ခြမ်းကူးလိုက်ရင်သူကရှေ့တက်တက်မှာဗမော်ချင်းထောင်ဘယ်ဘက်ကိုဆက်သွားလိုက်ရင်အကောင့်တော့ရိတ်တာအကောင့်တော့ရိတ်တာဆိုတာကအဲ့တမဌာနချုပ်ကိုလာတဲ့လူကြီးတွေတဲတဲ့နေရအေအာရီမြေကမ်းဘေးကြီးမှာအဲဟိုဘက်ကလာမယ်ဆိုရင်ဒါကျွန်တော်ညောင်မရက်ကနေဆိုတက်တက်ဝင်လာလို့ရတဲ့နေရပေါ့နော်အဲအဲ့လိုနေရမျိုးတွေရှိတယ်အဲပြီးရင်ဒီဘက်ချမ်းမှာဆိုရင်လိုင်ငန်းနေနှစ်ထပ်ဆောင်နေရှိတယ် အဲ့ဘက်မှာဒုစကမှုအိမ်တို့အဲစကမှုအိမ်တို့အဲအဲ့လိုဟာမျိုးရှိရပြောမှာသူကဒီရာရှိငယ်နေအိမ်ဆိုတဲ့ပုံစံမျိုးတွေနှစ်ထပ်ဆောင်နေလောက်ထားရလက်ရှိသူကပရဝုံညအကြီးကြီးကိုမှသူကဒီလမ်းဒီပြည်သူတွေတုံးလို့ရတဲ့လမ်းကိုသူကငုံထားတာဟုတ်ဟုတ်ငုံထားတာသူကပရဏတိဂိတ်ကနေပြီးတော့နောင်ခိုဂိတ်ထိသူကဂိတ်နှစ်ခုပိတ်ထားတယ်ဟုတ်အဲ့အဲ့နှစ်ခုကိုဖြတ်သွားရတာပြည်သူတွေကနောင်ကိုသွားမယ်ဆိုရင်နောင်ကိုကဒီဗမောကပြည်သူတွေကအဲ့ဂိတ်ကိုအဲ့လမ်းကြောင်းကနေသွားအဲ့ဂိတ်တွေကိုဖြတ်။ဟုတ်။နောင်ကိုနောင်ကိုကအဖွဲတွေကလည်းဗမောတဲကိုသွားမယ်ဆိုရင်အဲ့လမ်းကြောင်းကြီးကိုဖြတ်။ အဲ့ခါကြီးကိုတက်ကငုံလာတာသူတို့ပဲပိတ်လိုက်ဖွင့်လိုက်လို့တာအဲ့တန်တကားတွေနဲ့ဟုတ်ဟုတ်အဲ့နေရာတွေကအခုဆိုရင်အေးဆေးဖြစ်နေတဲ့နေသားမျိုးအဲ့တော့ဘာမှမပြောင်းတော့ဘူးအဲ့ဆိုဒါဗဟိုကင်းဒီရောက်လာပြီပေါ့နော်တကယ်တော့ဒါဗမော်ကြခဲ့မယ်ဆိုရင်တော့ဟာကိုယ်ကကြိလာသွားပြီဘာလို့လဲဆိုတော့အခုသူတို့ပြင်ထားတဲ့ပုံစံမျိုးတွေကသူက drone တွေကိုတကယ်ကိုဟိုဘယ်လိုပြောမလဲကောင်းကောင်းမွန်ပုံစံမျိုးသူတို့တုံးကြတယ်ပြီးတော့ဒီနေရာကိုတိုက် ပြီးတော့အသေးအံဖြစ်နေတဲ့အချိန်မှာအခု laser ကိုပါသူက ကာမီကာဇီနဲ့အနည်းကတော့ကျဲတယ်ပေါ့နော်အဲတော့ကျဲတယ်ကာမီကာဇီလွတ်တယ်ဆိုတဲ့ပုံစံမျိုးကာမီကာဇီလို့ယူဆရတယ်ပေါ့နော်ပြီးရင်ဒါဒီမီဂျီနာကနေမှလက်နက်ကြီးတွေတောက်လျှောက်ပစ်တယ်ဟုတ်တယ်ပစ်ကူပေးတာမျိုးရှိတယ်ဝိုင်းမော်ဘယ်ချန်ကိုပစ်ကူပေးရတယ်ရှိတယ်ပေါ့နော်အဓိကတော့ဒီသရိုးစီကိုဒါထွက်ပြေးဖို့လည်းဖြစ်ကောင်းဖြစ်မှာပေါ့နော် လာပြီးတော့စစ်ကူပေးပြီးတော့လာခေါ်ရမယ့်ပုံစံမျိုးပေါ့နော်အဲ့လိုစစ်ကြောင်းတွေကစ KI နဲ့ဒါ PDF တက်ဖွဲ့တွေကဖြတ်တော့ထားတယ်အော်ဖြတ်တော့ထားအဲ့ကျတော့အားရရကြီးပေါ့နော်ချောင်းပိတ်ပြီးရိုက်နေတဲ့အတိုင်းပဲပေါ့နော် ဟမ်ဒီကောင်နေကလုံးဝဟိုပါပေါ့အာဘယ်လိုပြောမလဲဟိုခေါင်းပါတယ်ခေါင်းပါတယ်ပုံစံမျိုးနဲ့သူတို့အဲပြန်ပြီးတော့အသေးလေးခုခံနေတဲ့ဟာမျိုးတွေတွေ့ရတွေ့ရပြီးထောင်သားတွေအစားလက်နဲ့ပေးကင်ပြီးတော့တိုက်ခိုင်းတာမျိုးတွေလည်းရှိရှိရောကြတော့တရားသားရသွားပြီးဟေးဆိုတဲ့ခါကျရင်တကယ်အကျိုးမြတ်အကြီးရအောင်ပြီးရင်အဲ့မော်ကသူကနေဆက်အာနေဆက်လမ်းကြောင်းမှာအဓိကကြတဲ့မြို့တစ်ခုပေါ့နော်ဒါစစ်ကောင်စီအတွက်ဆိုရင်သူကဒီဝင်ဝေရတဲ့တကယ်နေရာကြီးတစ်ခု တည့်ရတိုင်းပဲဒီမြောက်မြောက်ပိုင်းမှာကဟုတ်တယ်တရားမဝင်လုပ်ငန်းကိစ္စတွေကအများကြီးအများကြီးအဲ့လိုနေရာမျိုးတွေမှာဒီမျိုးကိုအဓိကနေရာမှာဒီတက်မကြီးရှိနေတာဖြစ်တဲ့အတွက်ဒီတက်မထိန်းထားပြီးတော့သူကဒီကနေဝင်ငွေတွေအများကြီးတည့်ယူကြအတည့်ယူကြအဲ့ကြောင့်အခုကအဲ့ဒီလွယ်ချက်လမ်းပိုင်းကအစအကုန်လုံးကိုတောက်လျှောက်တိမ့်လာတိမ့်လာပြီးအခုဗမောပါရပြီဟေ့ဆိုရင်မျိုးတစ်ခုလုံးတိမ့်နိုင်သွားပြီထိန်းနိုင်သွားပြီဟေ့ဆိုတဲ့အခါကျ မြေကြီးနာဘာမဟုတ်တော့ဟုတ်တယ်နော်အဲ့မြေကြီးနာမင်းတို့လက်ဆောင်မပေးလဲရမယ်မျိုးဖြစ်သွားဟုတ်တယ်မနေ့ကဟိုတဲ့ဒါဗမော်ဟိုနေချောင်းတက်ခတ်မှု14ကြိမ်လုတဲ့ပြေမြေကြီးနာကိုကျတော့ဒါ3ကြိမ်ပေါ့တော်လိုင်းကြီးတက်ဖွဲ့ရခုနကဗမော်ရောမြေကြီးနာရောတပြိုင်တည်းတောင်မှတိုက်နေသလားတော့ကျွန်တော်စိတ်ထဲမှာ တွေးမိတာပါလေအဓိကတော့စစ်ကူလာနိုင်တဲ့လမ်းကြောင်းတွေကိုအကုန်ဖြတ်တာပဲဒီနေ့ဝေခါလမ်းပိုင်းဆိုလဲအဲအဲ့လိုမျိုးပဲမိုးညင်းဘက်ကလာတဲ့နေရာဆိုလဲအဲ့လိုမျိုးပဲသူကမြကြီးနားကနေပတ်ပြီးတော့ဗမော်ဘက်ကိုဝိုင်းမော်ဘက်ကိုစစ်ကူပေးမဲ့ပုံစံမျိုးတွေလုပ်တဲ့နေရာတွေပေါ့နော်ပြီးရင်ကတာအင်းတော်အင်းတော်ဆိုသူတို့ပြန်ရောက်ဖို့အတွက်ကိုဒါဆိုးဝင်းကပြန်ပြီးတော့ကိုကဲမယ်ဆိုပြီးတော့ပြောနေတာရှိတယ်သူကအဲ့ဒီကတာကိုရပြီဆိုရင်လဲကတာကနေရွှေကူကိုသူကတက်လို့မရတော့ရွှေကူကမှတက်လို့မရဘူးဆိုရင်ဗမော်စစ်ကူလာလို့မရတော့ဟုတ်ကဲ့အဲ့ကြတော့ဗမော်ရပြီဟေးဆိုရင်အခုအင်းတော်ရထားတယ် ကတာဘယူမယ်ဟေ့ဆိုတဲ့ခါကျရင်အဲ့ဘက်လမ်းကြောင်းတစ်လျှောက်လောအကုန်ပိတ်သွားမုံညင်ဘက်ကလည်းသွားလို့မရတော့ဘူးကတာကနေလည်းရေချောင်းနဲ့လည်းသွားလို့မရတော့ဘူးရွှေကူဘက်ကလည်းစစ်ကူပို့လို့မရတော့ဘူးအဲ့လိုပုံစံမျိုးဖြစ်သွားမှာဖြစ်တဲ့အတွက်ခုနပြောတဲ့မြေကြီးနားဆိုတာကအဲ့ထက်ကဖားပုံစံမျိုးဖြစ်သွားဟုတ်တယ်အဲချင်းနဲ့ကကြက်ပဲဒါမိုးရင်းမတိုင်းရင်တိမ့်နိုင်ရင်ပြီးသွားပြီပေါ့နော်ပြီးသွားပြီဒါကြောင့်တာကျွန်တော်တို့တစ်ခုပေါ့နော်ဟို သတင်းတွေရတာတော့သတင်းတွေရတော့သတင်းကောင်းတွေကြည့်ပဲပေါ့နော်သတင်းကောင်းတွေကြည့်ပဲအဲ့ထက်ကောင်းတဲ့ဟာတွေရှိသေးတယ်ကျွန်တော် ပြောလို့မရလို့ပေါ့နော်ပြောလို့အဆင်မပြေသေးလို့ဒါမပြောသေးတာအဲ့တော့ကျွန်တော်ကုနိုင်တဲ့အပိုင်းတွေဝိုင်းကူကြစေချင်တာပေါ့နော်အခုဆိုရင်ဒါတပ်ဖွဲ့တွေကပူပေါင်းပြီးတိုက်တဲ့ပုံစံမျိုးတွေကအရန်မိုက်လာတယ်ပြီးတော့ဒီကောင်းတွေမှားသွားတာအဲ့ခုနလိုမျိုးစိန်ခေါ်တဲ့စကားမျိုးပြောတဲ့ဟာမှားသွားတာဟုတ်မှားသွားပြီးတရကစိန်ခေါ်လို့မရဘူးဘယ်လိုတပ်ဖွဲ့ကစိန်ခေါ်လို့မရဘူးစိန်ခေါ်လို့မရမင်း ဗမောရအောင်တိုက်မြေကြီးနားမှာလက်ဆောင်ပေးလိုက်အောင်မယ်ဆိုတဲ့စကားကမင်းတို့တကယ်ပေးရမယ်စကားဖြစ်သွားတော့မဖြစ်ဘူးဒါအခုဟိုစစ်တပ်အနေနဲ့လေတပ်အနေနဲ့လည်းလေကြောင်းတိုက်ခိုက်မှုပုံစံတွေတော်တော်များများပြောင်းလာတယ်ပေါ့နော်ကို jet fighter အစားအုံမှာခုနပါရာမော်တာအစီးရေတော်တော်များများတုံးလာတယ်ပေါ့နော်ခုနကျွန်တော်တို့မကွေးတိုင်းစကိုင်းတိုင်းနောက်တစ်ခုကမိထီလာမြေပြင်တက်တင်လေးတဲ့စကန်တို့ဘာတို့မှထားပြီးတော့လေကြောင်းတိုက်ခိုက်မှုပါရာမော်တာတွေနဲ့အများဆုံးလှုပ်လာတယ် အခုဒါပသိမ်ပတ်ပေါ့နော်ပသိမ်ပတ်တို့ဘာလို့ဆိုလဲဒါပါပါရာမော်တာတွေအများကြီးတုံးလာတယ်ပေါ့အဲ့ဒီအပြင်ကိုအခုထပ်ပြီးတော့ဒါတဆင့်ပြတ်လာတဲ့အဆင့်နည်းနည်းတော့ဒါပါရာမော်တာတက်ကိုအဆင့်နည်းနည်းမြင့်လာတာတော့ခုနဂျိုင်ရိုကော့ပရာဆိုတာဒါနှစ်ယောက်မောင်းပဲပေါ့ဘူရဲသူသူကခုနတော့ရဟန်းရင်အသေးစားပဲရဟန်းရင်အသေးစားနှစ်ယောက်မောင်းအောင်မှာခုနသူက open copy ပေါ့ကျွန်တော်တို့ ဒီတိုင်းခုနစိုက်ရဥထုတ်လိုမျိုးစောင်းပြီးတော့လို့မောင်းတဲ့ပုံစံမျိုးအလုံးမဟုတ်ဘူးပေါ့နိဂလိုက်တာတွေလို့ဟုတ်ဖဲနဲ့သူကအဲ့ဒါမျိုးသွားတွေ့ရင်တော့ဂလိုက်တာပုံစံမျိုးတွေပေါ့ဟုတ်ဟုတ်ပါရာမော်တာတော့ဂလိုက်တာတော့တဲ့အစင်မြင်လာဘာကြောင့်လဲဆိုတော့သူကနောက်လေရဟဒီရဟရဲ့ရဲ့နောက်မှာသူကတေးရိုတာပါလာတေးရိုတာကတော့ပဲ့ထိန်ပါတဲ့အတွက်ကြောင့်သူကခုနက360ဒီဂရီကိုကြိုက်တဲ့ပဲလှဲလို့ထိန်ကြောင်းလို့ရတယ်ပေါ့နော်ဟုတ်မျက်နှာကိုကြိုက်တယ်လို့လှဲ့ပြီးတော့ ွားလို့ပြုလို့ရတဲ့အနေအထားမျိုးတွေတွားတွေ့ရတယ်ပေါ့နောက်တစ်ခုကတနအီကိုသူက65မိုင်တနအီ65မိုင်ဆိုရင်ကျွန်တော်တို့ကတမီနဲ့ကိုတမိုင်ခွဲနှုံးလောက်သူ့ရဲ့ speed ကတွားတာရောတွားပြီးတွေ့ရတယ်ပေါ့နော်ခုနကပါရာမော်တာတို့ဘာလို့ဆိုတာတမီနဲ့ကိုတမိုင်နှုံးတော့သူကမသွားနိုင်ဘူးအဲအဲကြောင့်ပြစ်ချခံဟုတ်တယ်အခုဒီကောင်တော့သူကတမီနဲ့ကိုတမိုင်ခွဲလောက်အထိတွားနိုင်နေပေါ့နောက်တစ်ခုကသူ့ရဲ့အာသာချက်ကဒါလေပေါ်မှာ3-4နာရီအထိနေနိုင်နေလို့ တို့တော့တွေးရတာပေါ့။အော်။အဲကြတော့ဒါစီစားနှုံးနေသူကတက်တာသွားတယ်။စီစားနှုံးတက်တာ။ပြီးတော့ကြတော့လေရင်ကိုယ်တည်းသေးတာလည်းဖြစ်တယ်။ဟုတ်။ခုနလိုပယ်ထိန်နိုင်တဲ့ဒီဆွမ်းဆောင်ရည်လည်းပါတာဖြစ်တော့ခုနလို Y12 Y8 လိုမျိုးပန့်ပြီးပွေ့ကြမလို့တော့ပဲနဲ့သူကလဲလဲကူကူပေါ့နော်ဒါလုံးဝအငယ်ချင်းချင်းလေးမှသူကပွေ့လို့ရတဲ့အနေထားဖြစ်သွားမှာပေါ့နော်အဲ့ဒါဖြစ်သွားမယ်ပြင်ခုနလို labor မှာကြာကြာပြန်တန်းနိုင်တဲ့အနေထားမျိုးလည်းဖြစ်သွားမယ်ပြီးသူတို့အတွက်ကုန်ကြစီတော်တော်တက်တာသွားမယ်တက်တာသွားမယ်ဟုတ်တက်တာသွားမယ်အဲ့ဒါကြတော့ ကျွန်တော်တက်ဖွဲ့ရတဲ့နောက်ထပ်စိန်ခေါ်ချက်တစ်ခုတော့ဖြစ်လာအောင်ပဲဗောနော်ဟုတ်တယ်ဒါပေမဲ့တစ်ခုရှိရာဘလို့မျိုးခါတွေပဲတုံးပါစေကျွန်တော်တို့ဖွဲ့တွေရအောင်ဖြည့်ရှင်းပြနေတာပဲဟုတ်ဟုတ်တဲ့အခုဒီကောင်းလေးမြေအောက်ဘန်ကာရီယာဆအုံပြုတ်ပြီးတော့လုံနေတာရှိတယ်ပြင်ချို့စခန်းနေမှာဆိုရင်အပေါ်ကနေကြည့်လိုက်ရင်လုံးဝပြောင်းကြီးဘာမှဆက်သွေးမြောင်းနေပါတည်းအဆမမြင်ရတော့အဲ့ဆက်သွေးမြောင်းနေအပေါ်ဝက်ကတ်တွေ တင်တယ်တင်ပြရတဲ့အိုက်ပေါ်ဒီမှာမြေကြီးတွေထပ်ဖုံးတယ်အထဲထဲမှာလူရှိမရှိပုံစံမျိုးမသိရအောင်ပေါ့နော်အဲ့လိုပုံစံမျိုးလုပ်တဲ့အနေထားတွေဒီကောင်တွေပြန်ပြင်လာတာမျိုးရှိတယ်သူရဲ့နီးဗျူဟာတွေတိုင်းနီးစနစ်တွေနီးပရီယာတွေအမျိုးစုံပြောင်းလဲနေလာတယ်ရှိတယ်ပစ္စည်းအသစ်အစမ်းတွေသူတို့အတွက်အဆင်ပြေနိုင်မဲ့လက်နက်မျိုးတွေသူတို့သုံးဆွဲနေရရှိဒါပေမဲ့အဲ့ဟာတွေအကုန်လုံးကိုချမ်းချမ်းခံကြော်ဖြတ်ပြီးတော့လုပ်ပြနေတာပေါ့နော်အောင်မြင်မှုတွေအခုထိတောက်လျှောက်ရနေတာ ဒါတော်လိုင်းတက်ဖွဲ့တွေကတကယ်ကိုပေါ့နော်ဇွဲနေပဲကြီးစွာနဲ့လုံနေတာဖြစ်တဲ့အတွက်ဒီကောင်းလေးဘာပဲလှုပ်လို့မရတော့အဲ့ဒါတော့သိကြတယ်အခုကျွန်တော်ကျွန်တော်တို့ရဲ့တက်ဖွဲ့တွေတစ်ခုခုပေါ့နော်တတိုက်ပြီးဟေးဆိုတာလည်းကျွန်တော်ကဒီတော်လံပြည်သူရဲ့စိတ်ထဲမှာရပြီလို့ကိုကျွန်တော်ကတွေးတာပြောရအောင်ဒီကောင်းလေးပြောလို့ပဲပေါ့နော်တိုက်တော့မယ်ဆိုတာနဲ့ကျွန်တော်ကရပြီဆိုတဲ့ပုံစံမျိုးကိုအမြဲတမ်းဒါစိတ်ချနေတော့တာဗျာသိလားအခုလည်းအဲ့ပုံစံပဲအာဒီခုနကလို့ပေါ့သူတို့ဘက်ကအသုံးပြလာတဲ့ဟာမေးအသုံးပြနိုင်မဲ့ဟာတွေကိုတော့ကျွန်တော်တက်နေတဲ့လောက် ခုလိုပဲဝင်မြကြမယ်တပ်ဖွဲ့တွေစဉ်းစားလို့ရအောင်ကျွန်တော်တို့တွေအဲခုနကလိုလက်ဆင့်ကင်းကြမယ်ဒါမဲ့လည်းတပ်ဖွဲ့တွေတရားဖို့ဖြေရှင်းနိုင်မယ်ဆိုတာကိုလည်းယုံကြည်တယ်ပြီးတော့ဒီဥစ္စာအတွက်ကိုကျွန်တော်အထင်သေးတာလည်းမဟုတ်ဘူးအထင်လည်းမကြည့်ဘူးပေါ့နော်ကိုလောက်ရမယ့်အလုပ်ကိုကျွန်တော်ဆက်ပြီးတော့လုပ်မယ်ဆိုရင်တရားဖို့ကျွန်တော်အောင်မြင်မှုရမှာပဲပေါ့နော်ဟုတ်